မင်းဇန်နေကြီးရဲ့ဓမ္မဇန်နာသမင်းဇန်နေကြီးရဲ့ဓမ္မဇန်နာသမင်းဦးအဖေနေမင်းကြီးလို့ထွန်းလင်းစေဒီနေ့ကပြမယ်ဟိုပြဿကတော့ကျွန်တော်ဘောမှာအကြိုက်ဆုံးလို့တော့ပြောလို့ရပါဘူးသားသမီးကိုမြို့သားမလောက်ချစ်ပေးမယ်သားသမီးရဲ့နောင်ရည်ကိုတွေးပြီးတော့ငွေစားဖေးအေးမေးစီထည့်ပေးလိုက်ရတာပေါ့နော်။အရင်အလိုလိုက်တဲ့ ဒီပါနေရနေပါဝင်သေးဆောင်ထားပါလေရှင်။နောင်ဒကိုနောင်မမရစေရန်နီလန်ပေးထားတဲ့သင်ငန်းစာပေးကြက်စလီတပုတ်ဖြစ်ပါရဲ့ရှင်။အဖေကနေအမေကလာဆိုရင်အမေရတဲ့ကြက်စက်ကိုချန်နဂီရုပ်တံလိုက်မှာအပေးကြပါဦးခင်ဗျာ။ လာမကလေးတွေအတွက်ကျွန်တော်တို့ message ပေးတယ်ဆင်နေပြသက်ကြီးဖြစ်ပါတယ်အဲ့တော့အားပေးစေချင်ပါတယ်ကြည်စေချင်ပါတယ်အဓိကတော့ကလေးငယ်တွေပေါ့မိဘကိုစော်ကောင်းရင်ဘာဖြစ်သက်လဲဆိုတာလေးကဒါလူရှင်မနာကိုဝှစ်ချစ်ကိုတိုင်းเนาะဒါရေးထားတဲ့ဆင်နေပြသက်လည်းဖြစ်တယ်လို့ဒါက message တစ်ခုကကောင်းကောင်းဝင်ရစေချင်ပါတယ်ဘာလို့သားသမီးတွေကျွန်တော်မှလည်းသားသမီးရှိသလိုအားလုံးမှလည်းသားသမီးတွေရှိကြတယ်အရေးကြီးတာအဲ့သားသမီးတွေကအဲခုနပြောလို့ မိဘကိုဘယ်လိုဆက်ဆံရမလဲဆိုတဲ့အတိတရားလေးတစ်ခုပေးထားတဲ့ဆင်နေပြသက်ဖြစ်တယ်လို့ကျွန်တော်အရန်ကိုအားရပါတယ်ဒါမှမဟုတ်ကျွန်တော်ကြာလူရှင်တော့ဖြစ်ပါတယ်ဒါပေမဲ့ဒီအထုတ်မှကြတော့ကျွန်တော်တို့ကဟာသလုံးဝကျွန်တော်မဟာသလုတ်ပိုင်ခွင့်မရှိပါဘူးဒါပေမဲ့ဟာသလုတ်ပိုင်ခွင့်ရှိတာမရှိတာအဲ့လောက်ရေးမကြည့်ပါဘူးခင်ဗျအရေးကြီးတာကျွန်တော်တို့ကပြရတဲ့ကျွန်တော်ချပြရတဲ့အမှုပညာကအဲကျွန်တော်တို့ကလေးတွေအတွက်ဒလောင်းတနေရာနေလို့ပံ့ပိုးနိုင်လဲဆိုရင်ကျွန်တော်ကဒါကပြရတာခြေနဲ့ပါတယ်အဲ့တော့ဒီဆင်နေပြသက်ကိုလည်းအားပေးစေချင်ပါတယ်ဒီဆင်တင်ပြသက်ကြီးကိုလည်းကျွန်တော်တို့ ချန်နဂီကနေပြီးတော့ထုတ်လွှင့်မှာမကြခင်မှာထုတ်လွှင့်မှာဖြစ်ပါတယ်အဲ့ဒါကိုလည်းအပိတ်ပါဦးအဖေနေမင်းကြီးလိုထွန်းလင်းစေအိုးအမေလာမင်းကြီးလိုအေးမြစေကျွန်တော်ကပါဝင်သုတ်ဆောင်မှာအခန်းကတော့ကျွန်တော်တော့ဒီပြဿနာထမတထေးလင်မယားပေါ့တထေးလင်မယားနေပြီးတော့မှ ကျွန်တော်ဆင်းရဲတဲ့လင်မယားမွေးတဲ့ခလေးကိုကျွန်တော်ကမွေးစားလိုက်တဲ့ writer ပေါ့ဟုတ်ကဲ့အဲ့နေရာနေတရုတ်ဆောင်ပါပါအမတန်းမှတကယ့်ကို ကြည့်လို့ကောင်းတဲ့ပြက်ဆက်တင်ငန်းစာပေးတဲ့ပြက်ဆက်ကောင်းတဲ့ဘုတ်ဖြစ်တဲ့အတွက်ညွှေမန်းသားဖို့ချစ်ကိုယ်တိုင်ပါဝင်ကပြတင်ဆက်ပေးတဲ့အဖေကနေအမေကလအမြင်ရတဲ့ပြက်ဆက်ကြီးကို channel ရုပ်တံလိုင်းမှာမကြာမီ တင်ဆက်တော့မှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးတော်မူကြပါခင်ဗျာအဖေနေမင်းကြီးလိုထွန်းလင်းစေဒီဇလန်မှာကျွန်တော်ကဥအောင်မြင့်ဆိုတဲ့ဟိုဆင်းရဲတဲ့လင်မယားမြောက်ပေါ့အဲလင်မယားကကာရိုက်တာပေါ့ဆင်းရဲတဲ့လင်မယားမြောက်ကကာရိုက်တာ ဒီအဖေကနေအမေကလာဆိုတဲ့ဒီဇလန်းကိုလည်းအကြမ်းမှ channel ကြီးကနေပြီးလွှတ်တော့ပြီးမှဖြစ်ပါတယ်ဇလန်းကောင်းလေးတခုကိုစောင့်မျှော်ပြီးအားပေးလဲပါဦးလို့ channel ကြီးကနေပြီးတော့ကြည့်ရှုအားပေးလဲကြပါဦးလို့လည်းပြန်မှန်ကပြီးပါပါတယ် ဖေးသက်ကိုကျွန်တော်တို့ဒီအမေကနေဖေးရလဘာမှမဖြစ်ပါဘူးနော်ဖေးရနေဖေးရလဖေးရနေအမေကလဆိုတဲ့ပြဿနာမှာမလာခင်မှာပေးတဲ့အတွက် surprise ရှိပါတယ်ဟုတ်ကဲ့ပါအဲ့ပြဿနာမှာကျွန်တော်ကိုယ်တိုင်ခေါင်းဆောင်ဘင်းသားဟုတ်လားဟုတ်ပါဘူးဟာရမတော့ပါနဲ့ဟုတ်တယ်ဆိုတဲ့အကြောင်းကြွတင်တတိပေးတယ်မဟုတ်ဆိုရင်ငါမင်းသားဆိုမကြည့်မှာစလို့ကွာဟုတ်ကဲ့ပါကျွန်တော်မင်းသားမဟုတ်ပါဘူးတကယ်ပါဒီကသူကမင်းသားဖြစ်နေရိုက်မဲ့ကျွန်တော်တို့စနေပြဿနာကြီးတစ်ခုကိုလည်းကျွန်တော်ဒါရိုက်တာကပိုးချစ်ကိုယ်တိုင်ရက်ကူးပုံဖော်ပေးဖို့အတွက်စီစဉ်နေပါတယ်မင်းတို့ကကျွန်တော်တို့ မင်းသမီးခေါင်းဆောင်မင်းသမီးစိုးစိုးပါမယ်နောက်ပြီးတော့ခေါင်းဆောင်မင်းသမီးရင်ကျင်းမှုဣတင်စာပါမယ်နောက်ပြီးတော့ဝိတ်ဝိတ်ဒီအများကြီးပဲနော်တို့တို့မင်းသမီးနှစ်ယောက်ခြံရံပြီးတော့ရပြပြဆက်နာမည်ရကျွန်တော်ကျွန်တော်ခေါင်းဆောင်မင်းသားသူတို့ပါမှကျွန်တော်စားမယ်ဆိုတော့ပြဿနာနာမည်ပေါ့ဖြစ်ပါတယ်သူတို့လည်းဝင်းနှုတ်စီကြွေးထားပေါ့ဗျာဟုတ်ကဲ့သူတို့နည်းနည်းတော့နည်းနည်းတော့မာတာပေါ့ဟုတ်ကဲ့ပါအဲ့တော့နောက်မှာကျွန်တော်ကြော်ပြတင်ဆက်မယ်အဖေကနေအမေကလာဆိုတော့ပြဿနာကြီးကိုအားပေးကြပါဦးခင်ဗျာအဖေ နေမင်းကြီးလိုထွန်းလင်းစေ။ ఊ အမေလာမင်းကြီးလိုအင်းမြစေ။ဒီပြည့်စုံမှာကျမပါဝင်ရတဲ့ခဏကတော့ကိုဖိုးချစ်ကတောသူတောင်သားမိဘနဲ့မွေးစားမွေးထားတဲ့စေရတဲ့ကလေးပေါ့နော်။ကျမတို့ကတော့အဲ့ကလေးကိုမွေးစားတဲ့ချမ်းသာတဲ့မိသားစုကမိဘပေါ့။အဲဒီကလေးကိုကျမရမ်းချစ်လို့တော့အလိုလိုက်တယ်။

ဲ့ဒီကောင်လေးရဲ့အသက်ကြီးတဲ့စစ်သူတယောက်ဖြစ်တဲ့အပြင်ကောင်လေးကိုစိုးွားနေတဲ့ကောင်လေးကိုကောင်းမွန်စွာလမ်းပြပေးနိုင်တဲ့မင်းကလေးတယောက်အနေနဲ့တယောက်ဆောင်ထားတာပေါ့အဖေကနေအမေကလာပြဆက်လေးကိုမကြခင်မှာ Channel K ရုပ်တံမှထုတ်လွှင့်ပြသတော့မှာဖြစ်တဲ့အတွက်ကြည့်ရှုအားပေးကြပါဦးနော်အဖေနေမင်းကြီးလိုထုံးလင်းစေအဲဒီပြဆက်မှာတော့ကျွန်တော်က ခတ်ဆိုးဆိုးလူငယ်လေးတယောက်ပေါ့အဲကျွန်တော်နာမည်ကလည်းစိုးပီတဲ့အဲငယ်ငယ်လေးကနည်းနည်းလေးစိုးကျင်တာပေါ့နော်နောက်ပြီးတော့အဲဝင်ချွားကျင်တဲ့ဆီရှိတယ်အဲចောင်းသားလေးကနေမှာပေါ့နော်အဲကျွန်တော်ရဲ့ပုံစံလေးတစ်မျိုးအဲကျွန်တော်မိသားစုများအဲမြင်ကြပါမယ်ခင်ဗျာအဲအကောင်းဆုံးကျွန်တော်တို့အမှုပညာကုတင်ဆက်တဲ့နေရာနေမှာအဲတခုခုလေးအဲမြင်သွားအဲရသွားတယ်ဆိုရင်အဲစူးစမ်းပြီးတင်ဆက်ချင်တတ်ပါပြီ ဟာဒီအဖေကနေအမေကလာဆင်နေပြဆက်ကြီးကတော့အဲကျွန်တော်ငယ်ငယ်တုန်းကအဲခြိုက်ခေါက်ဖျားပွဲတော်ကြီးမှာစပြီးကခဲ့တဲ့ဇက်ဖြစ်ပါတယ်အဲနတ်ဆင်တရားဆရာတော်အာကြီးရဲ့မိန်ကြားတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြဆက်ဖြစ်အဲဆောင်းဝဲထားပါတယ်အဲဒီပြဆက်ရဲ့အဲဇက်ဝင်တီးပေါ့နော်ဇက်ပေါင်းအဲဇက်သိန်းတစ်ချင်းလေးကိုအဲကျွန်တော်ကိုယ်တိုင် အဲရေးထားတာလေးကိုနားဆင်ရပါမယ်ခင်ဗျာအဖေကနေအမေကလာဆိုတဲ့စင်တင်ပြဆက်ကြီးဖြစ်ပါတယ်အဲချန်နဂီရုပ်တံလိုက်မှာကြည့်ရှုလို့ရပါပြီခင်ဗျာ